အားလုံးပဲမင်္ဂလာပါမပေါ်ပါထိုင်းရောက်ရင်ပေါ့နော်မဖြစ်မနေဘူးလုံးရမယ့်အရာတစ်ခုရှိတယ်အဲ့ဒါကတော့ထိုင်းမှာဆက်ပေါ့နော် UAE မှာဆိုရင်ထိုင်းမှာဆက်ဝင်ဈေးလက်ကြီးရယ်သူရဲ့ normal price ကိုလည်းက80တရာတရာကျော်အဲ200စပါဝင်ပို့ပြီးတော့အဲဈေးကြီးသွားပြီပေါ့နော်အဲ့တော့အဲ့ဒါကတသိန်းတသိန်းကိုနှစ်သိန်းလောက်ရှိတယ်။ဒီမှာထိုင်းမှာဆိုရင်ဘတ်200ဒါ happy hour အတွင်းမှာဆို200ပေါ့ တနားရီနှိပ်ပေးတယ်။နှစ်ရာဆိုတာမှ1000လောက်ပဲရှိရလိမ့်။1000ကျော်ကျော်။အလွန်ဆုံးမှ3000 AD 30 35လောက်ပဲထွက်ကြရပါတော့။ဒါတော့ဘူဖူမာဆက်အရင်ဝင်တာပေါ့နော်။သူက6လောက်ဆိုပေမဲ့အဆုံးသက်လေးမှာဆက်ကျော်နဲ့ပခုံးနဲ့လည်းပြန်နှိပ်ပေးတယ်။ကျောတော့6ကိုလည်းဒီ histone နဲ့ပေါ့အပူပေးပြီးရောအကျော်လျှော့ပေးရမှာလည်းလုပ်ပေးပါမယ်။ ဒါတော့ဘလို့ဖုန်းမှာဆက်ပြီးတော့အားမရသေးဘူးထိုင်းမှာဆက်ဆောက်ခဲ့တယ်။ထိုင်းမှာဆက်ကြတော့သူကဒီလို uniform ကြီးနေရတယ်။တကူလုံးကိုနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့ဒီလို private ပေါ့နော်။တယောက်ကြီးနေရမ trust လေးရမှာ။လဲပြီးတော့ဒီလိုလုံးစိန်ခံလို့ရတယ်။သူကဒီလိုလုံးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ strong လို့ medium လို့ soft လို့ရှိတယ်။ဒါလေးကိုတော့ဒီစားကောင်းကောင်းပြောရမှာပေါ့။ကိုက soft နဲ့နေခံနိုင်တယ်ဆိုလို့ရှိရင်တော့သူပြင်းပြင်းနဲ့ကိုပြောပြရမယ်ပေါ့နော်။စဉ်းစားလေးဆိုလည်းသူနေနေမှာမဖွင့်ပြထားတာပေါ့နော်။တော့ကတော့လုံးဝစိန်ခံလို့ကောင်းတဲ့နေရာပဲပေါ့။ မဆက်ကတော့ထိုင်းမှာအကောင်းဆုံးပဲအဲ့တော့မဆက်သီရပစ်တရားလည်းထိုင်းမှာအပေါ်ဆုံးပဲပေါ့နော်တခြားနေရာမှာဆိုထိုင်းမှာဆက်ကတီးတန့်ကိုဈေးကို instructors တွေပေးပြီးတော့မှနှိခမ်းရတာမျိုးရှိရပါတော့အင်ကိုတိုက်တဲ့မဆက်သီရပစ်စကင်နာမျိုးမှတ်ထားပါတော့ဒီမျိုးသမီးကောင်းလဲဆိုလို့ရှိရင်နောက်ရမှာသူ့ကို private ပြန်ခေါ်လို့ရတယ်ဒီတောင်းလို့တောင်းလို့ပေါ့အဲပို့ဆိုနေတဲ့မမကြီးအဒီ MP ဆိုင်မှာပို့နှိမ့်နေကြတာတောင်းလို့တောင်းလို့အဲသူတို့ဆိုလို့ရှိရင်ကိုရဲ့ private မဆက်သီရပစ်စကင်ပေါ့နော်အဲသူတို့လည်းပြန်မျိုးခေါ်လို့ရတယ်ကိုသဘောကျတယ်ဆိုရင်တော့ tip တွေ tip မှန်နေပြီးရမှာနော်အဲ့ပြီးတော့တော့မှာသွားရင်6နာရီပေါ့အဲ့နေ6နာရီနှိမ်ပြီးတော့လည်းသူကဒီလိုတီးပုတ်ပုတ်လေးနဲ့အခက်မှန်သေးတယ် ဟော့တီတောက်မလားဆိုပြီးတော့မေးပါတယ်။ကိုကတောက်ချင်တယ်ဆိုရင်လည်းတောက်မယ်ပေါ့နော်။မတောက်ချင်အောင်ဆိုရင်လည်းညင်းလို့ရပါတယ်။ဆန်နီဆာလီကတော့ဒီမြန်မာပြည်တော်တော်များများရှိရဲ့ Roger TV ဘက်ပေါ့နော်။ဆိုရင်ဖတ်ချဖို့လေ။ဒီ Platinum Mall ရဲ့ရှိတဲ့တဲ့ပေါ့နော်။ရှိတဲ့တဲ့ပေါ့လား။အမားကောင်ကလေးအောက်ကနေပြီးတော့ရှိတဲ့တဲ့ပေါ့နော်။ရှိတဲ့ဆန်ကားလေးကိုရအောင်တော့။ဘာမင်း Ignite Shop ကမှာဆက်ဆိုင်တဲ့တော်များတယ်။ပြီးရင်သူရဲ့အကွင့်လေးမှာမြန်မာဆိုင်ပေါ့။ Manly Full House တို့နော်။ ရိုးရိုးလေးရွှေရှင်ပေါ့နော်အဲ့ဒီမှာသာဖက်တေးကိုတော့မရဘူးဒီမှာဆက်ဆိုင်လေးကြီးပဲစုနေရပေါ့အဲ့ဒါအဝလေးဝင်လိုက်တာနဲ့ဒီဆိုင်လေးများရပါပဲဒီ MB မှာဆက်ဆိုင်လေးကိုတွေ့ခဲ့မယ်ဆိုလို့ရှင်တော့ဒီဆိုင်အထဲလေးကိုမလိခါခဲ့လို့ရတယ်အရင်နဲ့တန်ရှင်းတယ်ပြီးတဲ့ခါကျတော့တို့ရဲ့နှိပ်တဲ့ therapist တွေကအရင်ကျွမ်းကျင်တာတော့ပေါ့တပေါ်ချာချဆိုင်နေတဲ့တိုင်းဆိုင်ပေါ့နော်တို့ကလည်းအဲ့လိုမျိုးရှိတယ်တချို့ကကျွမ်းကျင်တယ်တချို့ကမကျွမ်းကျင်ဘူးပေါ့နော်အနည်းဆုံးပြောမယ်ဆိုတော့ဒီလနဲ့မှာ center point ဟာတန်းနေတော်တော်လေးနေတယ်။ဘူဖေးမှာဆက်၃နာရီလုံးကိုမှဘတ်တထောင်ချုပ်ပြရတယ်။မြန်မာဝင်လဲဆိုတော့3ချော်အေးချင်းနဲ့ဆိုတရာချော်။ UAE မှာတနာရီရောနှိမ့်တာနဲ့တော့ပဲညီမျှပါပေါ့နော်။ဆိုတော့ကဘန်ကောက်ရရင်ဒီဇိုင်းလေးကိုတည်တည်ချာချာကိုတောင်းနေဖို့ recommend ပေးချင်ပါတယ်။ 65 jam saya. sayang.